မိုင်းဖုံးဆရာတော်ကြီးကငလင်ဘေးတင်ခဲ့တဲ့တောင်ကြီးမန္တလေးစခိုင်းနေပြည်တော်မြို့တွေကိုတွားရောက်ကူညီထောက်ပံ့တဲ့လူရန်ချင်းခရီးစဉ်အတွင်းရန်ကုန်မြို့ကိုပါကြွားရောက်ပြီးဒေသဆိုင်ကြီးလှည့်လည်နေပါတဲ့အဲဒီလိုကြွားရောက်ရှာမှာဧပြီလ23ရက်နေ့မှာထောက်ချမ်းမြို့ဘွတ်ကြီးကျေးရွာရှိတာနာလင်္ကာယမိုင်းဖုံးကျောင်းထိုင်မှာတရားဟောကြားခဲ့ပြီးဒီကနေ့ဧပြီလ24ရက်နေ့မှာတော့စီပီဘန်ရုံးချုပ်နဲ့ကိုမိုင်ရှမ်းချောင်းတရားပွဲအပြီးရွှေ ရကုံဖျားတို့တွားရောက်ဖူးမြော်မယ်လို့သိရပါတယ်နိုင်ငံအနှံ့သေးသားစာရီလှဲ့လေထားတဲ့ပတ်သက်လို့မိုင်းဖုံးဆရာတော်ကြီးကအခုဆရာတော်ကြွတာကရွှေလိုချင်းလို့ငွေလိုချင်းလို့ပစ္စည်းလိုချင်းလို့လည်းမဟုတ်ဘူးမြစ်သားလာပို့တာလို့မိတ်ချပါတဲ့ ်ဆရာတော်ကြီးဟောင်းမိုင်းဆက်ကလှိုင်းခုတစ်ခုမှအထိတ်ထန်ဝင်နေစဉ်မြက်ပြမတွေရဲ့ပင်ရှောင်မှုကြောင့်ငလင်ဘေးတင်ဒေသတွေအပါဝင်ရန်ကုန်မြို့ကိုဘေးရန်ရဲ့အပေါင်းကင်းရှင်းစေဖို့ဒေသဆိုင်ကြီးလက်လဲခရထဲလို့ဆိုပါတယ်သာအပြင်လူအများကိုလည်းအာကုသိုလ်တရားများပြပါကတေချေပျက်စီးတာတွေတုံရနိုင်တာကြောင့်ကုသိုလ်တရားများများပြုလုပ်ကြဖို့ကိုလည်းတိုက်တွန်းခဲ့ပါသေးတယ်။ မိုင်းဖုံးစရာတော်ကြီးဟာမန္တလေးငလင်ထမ်းချောက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့သခိုင်းတောင်ရိုးရှိဖျားစေတီတွေပြုပြင်မွမ်းမံဖို့နဲ့ငလင်ထမ်းတဲ့ယဟန်တာမဏိတီလာရှင်တွေရဲ့အတွက်အလူငွေနဲ့လူပွဲပစ္စည်းတွေကိုတီတကူစရာတော်ကြီးထံသို့မိုင်းဖုံးစရာတော်ကြီးနဲ့တပည့်တကားတကားမတွေကဧပြီ23ရက်ကစက္ကပ်လှူရန်ခဲ့ကြပါတဲ့ ဧပြီ22ရက်ညပိုင်းခါလဲနေပြည်တော်ရှိမာရဝီစရာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုဖူးမြော်ကြီးညိုခဲ့ပြီးယမန်နေ့မနက်ပိုင်းခါနေပြည်တော်မှာတရားဟောကြားခဲ့ပြီးနောက်ရန်ကုန်မြို့ကိုဆက်လက်ကြွားချီလာခဲ့တယ်လို့သိရပါတယ်ရှင်။